ုံးသူအသားလေးစွာပါကျွန်တော်ရေ RPR Arkham မြန်မာ YouTube Channel လေးကနေ YouTube ဆော့ပြန်လေးကြိုဆိုလိုက်ပါရစေ။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်မှာရခိုင်မျိုးနွယ်စုတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်လို့တည်ဆုံးဒဏ်ရာမှုတွေအများပြားရှိနေတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်မျိုးနွယ်စုတို့ရဲ့စိန်ခမ်းတွေကိုလေစစ်တပ်ကလူမဆန်စွာမိချုပ်ဖြစ်စီနေတယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေတာခါကရာရှိခရိုင်မှာဂိုမာရာမြို့က ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာငင်းချက်စွာဆန္ဒပြနေကြတဲ့ရခိုင်မျိုးနွယ်စုတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကတင်းနဲ့နဲ့ပြစ်ခတ်ကျန်းဖြစ်တဲ့အတွက်တည်ဆုံးဒဏ်ရာမှုတွေအများပြားရှိကြောင်းဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြပါတယ်။ကုန်ခဲ့တဲ့စက်တင်ဘာ23ရက်နေ့ကခါကရာရှီမြို့မှာမရမာကျောင်းသူလေးတယောက်ကိုဘင်္ဂလီ3ယောက်ကမတိုင်းကျင့်မှုနဲ့ပတ်သက်လို့ဒီနေ့ နဲ့ဆိုဆိုကဂေါ်မာရာမြို့ထင်မှာဆန္ဒပြနေကြချိန်မှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကတင်းနဲ့နဲ့အကျန်းဖက်ဝိုင်းပစ်ခဲ့ကြတာပါဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အကျန်းဖက်ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ရခိုင်မျိုးနွယ်စုဝင်တွေတချို့တည်ဆုံခဲ့ပြီး15ရက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Indigenous Point သတင်းမှာဖော်ပြပါတယ်ရင်းအပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာကမာရာမြို့မှာ ရှိတဲ့ရခိုင်မျိုးနွယ်စုပိုင်ဆိုင်တဲ့စိန်ခန့်တွေကို ရေရှိရှိရှိမိချို့ဖြစ်စီပြီးဖောက်ထွန်းလူရဲ့မှုတွေပြုတ်လုခဲ့တယ်လို့တရပါတယ်စက်တမ်ဘာ28ရက်နေ့ကလေခါကရာရှိမြို့မှာဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာတရားမဝင်အခြေချနေထိုင်တဲ့ဘင်္ဂလီအုပ်စုတွေနဲ့ပူးပေါင်းပြီးတော့ဆန္ဒပြနေကြတဲ့ရခိုင်မျိုးနွယ်စုတွေကိုအကြမ်းဖက်ကျစ်သက်ခဲ့တဲ့အတွေ့အကြုံအနည်းဆုံးဆန္ဒပြသူတို့တေဆုံပြီးထိခိုက်ဒဏ်ရာရရှိသူတွေအများပြားရှိကြောင်းလေးသိရပါတယ်ရခိုင်တေသာမျိုးနွယ်စုတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ဒီလိုလူမဆန်စွာရေးစစ်စစ်အကြမ်းဖက်တပ်ဖြတ်မှုတွေပေါ်ကန့်ကွက်ရှုံချမှုတွေဆန္ဒပြမှုတွေတခြားမျိုးတွေမှာပါစစ်တိတ်ချစ်ပွားနေတယ်လို့သိရပါတယ်အခုလိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့အကြမ်းဖက်ဘင်္ဂလီတွေဟာရခိုင်မျိုးနွယ်စုတွေအပေါ်မှာအခုလိုပွားပြီးတော့အကြမ်းဖက်နေတဲ့ပေါ်ဘင်္ဂလားဒေ့ရှ်အစိုးရကဘာမှမလုပ်တဲ့အပေါ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရခိုင်မြို့နယ်စီဝင်မှမုတ်ဆန်ဦးကအခုလိုရခိုင်ဘာသာစကားနဲ့ပြုစုရှင်းပြထားပါလေ။နေနာသုံးဝရံကမောင်မနိုင်ငံခါပစူရီမှာမမရှိတယောက်ပိုးတောင်ထမရှိဇာရှိုက်တဲ့ခဲ့တဲ့ဒီဟင်းလူရှင်ရဲ့ဒီစက်တလကလာပေါင်းလို့ပြီးဖြားစီလို့ပါတယ်။ချစ်တန်ကြောင့်သူလေးတယောက်ကိုဘင်္ဂလီတောင်ယောက်ကအဲ့ဒါမှချင်းကြီးတဲ့အမှုနဲ့ပတ်သက်ပြီးတော့မောင်မနိုင်ငံရခိုင်မြို့နယ်စီဝင်ကျောင်းသားသမကအခွင့်အရေးတွေစုပေါင်းပြီးတော့ငင်းချစွာဆန္ဒထုတ်ဖို့ခေကြပါလေ။အဲ့ဒါကိုဘင်္ဂလားဒေ့ရှ်အစိုးရကစက်တလကလာတီအကအခွင့်မပေးဘဲစစ်သားတွေနဲ့အကြမ်းဖက်ဖြိုခွင်းခေပါလေ။စက်တလကိုလောင်းမခဲတာကစက်တလက ွေအများကြီးထိခိုက်ဒဏ်ရာရရှိကြပါတယ်။စိန်တွေအိမ်တွေကိုစစ်သားတွေနဲ့ဗင်္ဂလီအကြမ်းဖက်တွေကမိရှုံဖြစ်စီကြတဲ့အတွက်အလုံးထွက်ပြီးတိမ်းချောင်နေကြရပါတယ်။သူတို့ဘက်ကပြစ်မှုဂျူလန်ဒါကိုတိလျက်နဲ့အစိုးရနဲ့စစ်သားတွေကကာကွယ်ပေးနေတဲ့အတွက်လက်တူအဖြစ်အပျက်မျိုးတွေအများကြီးကိုသူတို့ကျူးလွန်ခံရနေပါတယ်။အခုကကလေးလူကြီးမကြမ်းထွက်ပြေးနေကြရပါတယ်။တရားမျှတမှုအတွက်စန္ဒပြတောင်းဆိုကြတဲ့တဲ့မျိုးမရမာကျောင်းသားကျောင်းသူလူငယ်အများပြားဒဏ်ရာရရှိခဲ့ကြလို့ဆေးရုံတွေကိုပြေးကြရပါတယ်။အခုလေအလုံးအိမ်မမနေရေးပင်နဲ့ထွက်ပြေးတိ င်းချောင်းနေကြရပါလေလို့ကျုပ်ဆိုထားတာဖြစ်ပါတယ်။ MPG ရဲ့အပြင်လုံးအဲဆိုင်ဆက်ဖက်ကအခုလိုနေကွေပြုမှုတွေဟာအေးအေးရခိုင်မျိုးတွေစုတဲ့အပေါ်မှာမျိုးတွေတက်ပြတ်မှုကျုံလုံးဖို့ကြိုးစားလာနေတာလားဆိုတာကိုမေးဖွန်းထုတ်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျ။ဒါကတော့ Bangladesh ပြည်ချမ်းမှာလက်တလို့ဖြစ်ပွားနေတဲ့ဖြစ်ပြနေတဲ့ရခိုင်မျိုးတွေစုဝင်တွေရဲ့ရင်းဆိုင်နေရတဲ့ပြဿနာကြီးကြီးဖြစ်ပါမယ်။အခုမြန်မာနိုင်ငံမှာရှိနေကြတဲ့ရခိုင်မျိုးတွေစုတွေနိုင်ငံတကာမှာရရှိနေကြတဲ့ရခိုင်မျိုးတွေစုတွေအနေနဲ့တက်နိုင်သမျှ စပီအောင်လုပ်ပြီးဖို့လိုအပ်နေပါတယ်။ရောက်တဲ့နေရာမှာဘာသာစကားမျိုးစုံနဲ့ဒီအဖြစ်အပျက်ကိုနိုင်ငံတကာကသိအောင်ဝိုင်းဝန်းပြီးတော့စပီအောင်လုပ်ပြီးကြောင်းကိုကျွန်တော်ဒီနေ့ကနေတောင်းဆိုလိုက်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိကျေးဇူးနားဆင်ပေးခဲ့ကြတဲ့မြန်မာပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အရခပြည်သူပြည်သားများလည်းတော့မြန်မာပြည်သူပြည်သားများဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့အရခလူမျိုးစုလူဝင်များအားလုံးဘေးကင်းကျန်းမာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။